တော့ပရိသတ်သောပတ်ကိုမကြည့်ခင်ကံကြောင်းလေးကိုရှင်းဥစွာပြောအလုံးသိနေကြတဲ့ထဲမှာလူတွေကကံကောင်းအောင်လုပ်ကြမယ်ကံဆိုးတယ်ကံကောင်းတယ်တချို့ကလည်းကံကောင်းတယ်ဆိုတာအလုတ်ကောင်းရင်ကံကောင်းတာပါပဲနဲ့ပြောတဲ့သူကလည်းရှိမြတ်စွာဘုရားဆိုလိုတဲ့ကံကဘာလဲကံအကြောင်းကိုဘယ်လောက်နားလည်ရမလဲဆိုတာစဉ်းစားဖို့လိုတယ် ကုသနာမှာကံတွေဖြစ်နေလို့ဖြစ်မှမသိလို့ရှင်တန်တရားထဲမှာထိုကံတွေရဲ့အကျိုးတရားထုတ်လုပ်မှုတွေဟာဆက်လက်ပြီးတော့ရှိနေမှာဖြစ်တယ်ကံဆိုတာမလုပ်ရမယ့်အရာလဲကိလေသာဆိုတာကရောကုသနာမှာဘလို့အခြေအနေနဲ့ဖြစ်နေတာလဲကိလေသာဆိုတာလောကလူတွေက ကိလေသာစိတ်မွေးတယ်လို့ဆိုတဲ့အခါမှာကာမဂုဏ်ကိစ္စတွေလောက်တဲ့အာယုံပြုတ်ပြီးတော့ကိလေသာလို့ပြောနေကြတယ်။တော့ကံနဲ့ကိလေသာအကြောင်းကိုကြာကြာနနနားလဲဖို့လိုတယ်ပေါ့။အဲ့ဒါလို့နားလဲလို့ရှိရင်တော့ဘဝတန်တရားတွေမှာကျင်လဲနေဖို့အတွက်ဒီကံနဲ့ကိလေသာပေါင်းဆက်ပြီးတော့လုပ်နေတာ ကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ်ကိလေသာနဲ့တွဲဖက်နေတဲ့ကံတွေဟာဘဝတန်တရာထဲမှာလဲစီမှားချီပဲဖြစ်တယ်ပေါ့နော်ဘဝတန်တရာလို့ဆိုတာကောင်းတာလုပ်လို့ဆိုတာလုပ်လို့ဥပမာပဲတစ်ခုပြောမယ်ဆိုလို့ရှင်ကုသိုလ်ကောင်းမှုတွေလုပ်ရင်ကံကောင်းလိမ့်မယ်လို့လူတွေကထင်ကြတယ်ဟုတ်တယ်သူတို့ရည်မှန်းတဲ့ကံကဘယ်လိုဟာတော့ဘဝမှာအဆင်ပြေမယ်အတုတ်ကိုင်းနေကောင်းမယ် မွေจิตနာတွေပြည့်စုံမယ်မတောင်းမတမကြောင်းမကြဆာမယ်ယာရုကုန်သိစီစဉ်ဥစ္စာတွေတိုးတက်မယ်အဲ့ဒါကိုကန့်ကောင်းတယ်လို့ပြောတာနော်သို့သောမကောင်းတာဘာလဲလဲဆိုလို့ရှိမကြခင်ဥသွားတာတို့မကြခင်နာရတာတို့ယောဂဖြစ်ရတာဒီကနေ့ခင်မကြည့်ဆေးုံဆေးကန်းကြီးတွေကြီးနေတယ်ရှော့သွားတယ်လို့မရှိဘူးနော်မစည်းရတဲ့နေရာဆိုတာတွေဟာအကုန်ဆေးကားနေတယ် လူတိုင်းလူတိုင်းဟာယောဂကင်းနေဆိုတာမတမရှာနေအဲ့တော့ကံကောင်းနေကံကောင်းနေနဲ့ကြိုးစားနေရင်ကနေပြီးကံဆုံးမိုးမောင်တွေ့နေကြတာပဲဖြစ်တယ်။ဘဝတန်တရားထဲမှာကံကောင်းအောင်လုပ်ဖို့အလုံးကိုခဲရင်နေနောက်ဆုံးပိတ်အဆုံးသတ်မှာတော့အကောင်းတွေ့ဖို့ရမတမခဲနေလူတိုင်းလူတိုင်းဟာတေဆုံးခြင်းမှာဆုံးသတ်ကြရတယ်ခင်မင်ကြတဲ့ဆွေတွေမျိုးတွေမိသားစုတွေကမျက်ရည်မျက်ခွက်နဲ့ တောကနဲ့ပဲနေချာရတာဖြစ်တယ်အဲ့တော့ကံကောင်းပါတယ်ဆိုရင်ဆိုတဲ့ပုဂ္ဂိုလ်ရောအဲ့ဒီလိုဟာမျိုးတွေ့ရလားဆိုတွေ့ရတယ်ယာရုကြီးတဲ့ပုဂ္ဂိုလ်ရောအဲ့ဒါမျိုးတွေ့လားတွေ့တာပဲစီစဉ်ဥစ္စာချမ်းသာကြွားတဲ့ပုဂ္ဂိုလ်တွေလည်းတွေ့တယ်အဲ့တော့တန်လျာထဲမှာကံကောင်းတယ်ဆိုတာဘာပြောတာလဲကောင်းတဲ့အပိုင်းလေးကိုကြည့်ပြီးတော့ကံကောင်းအောင်လုပ်ကြအလုပ်ကောင်းရင်ကံကောင်းတယ်လို့သူတွေကပြောနေကြတယ်အေး ကိလေသာတွေနဲ့တွဲဖက်နေတဲ့ကံတွေဟာအကောင်းတသက်မရှိဘူးအဆိုးဘက်ကိုတွန်းပို့နေတာတွေဒါများတယ်ပေါ့ကံနဲ့ကိလေသာနှစ်ခုပေါင်းဆက်ပြီးတော့ဘဝတန်တရားခရီးကြီးကိုရှောက်လန်းစေတာပဲဖြစ်တယ်။ကောင်းပြီကံဆိုတာဟာအလုံးကြောက်ရတဲ့အတိုင်းကံဆိုတာကို ြာဘူးနာဝရှိတဲ့ပုဂ္ဂိုလ်တွေကံဆိုတာဘာလဲလို့မေးလို့ရှင်စေရနာဟံဘိခွေကမ္မဝရမိယသဗျာကစိတ်ထဲမှာတွန်းအားပေးတဲ့သဘောလေးတွန်းအားပေးတဲ့သဘောကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်တွန်းအားပေးတယ်ပိုလီရှင်းလို့အင်္ဂလိပ်လိုပြန်နေထို့တဲ့ကောင်းတဲ့ဟာစတီမူလေးရှင်းတို့မိုတီဗေးရှင်းတို့ တွန်းအားတစ်ခုလို့ဆိုလို့ကောင်းတာဖြစ်ဖြစ်လှုပ်ဖြစ်သွားအောင်မကောင်းတာလည်းလှုပ်ဖြစ်သွားအောင်တွန်းအားပေးတဲ့စွမ်းအားတစ်ခုပဲအလုံးကိုစုစည်းတယ်စေတနာဆိုတာ organization ပဲတဘာဝတရားတွေအလုံးကိုစုစည်းပေးလိုက်တယ်အဲ့ဒီစုပေးလိုက်တဲ့စွမ်းအားတွေနဲ့သူကပေါင်းဆက်သွားအဲ့တော့ကံကို ဒီတမာအဖြစ်ပြောရင်စေရဏဟံဘိခွေ ကမ္မဝရမိလူတွေဟာဒီတွန်အားအလိုက်စိတ်ထဲကကြံစည်ကြတယ်နှုတ်ကပြောဆိုကြတယ်ကိုယ်ဒီလည်းအောင်လုပ်ကြ။ဘာတွေဖြစ်လာတော့ဆိုကမ္မဆိုတဲ့အမှုတွေဖြစ်လာတယ်နော်စိတ်နဲ့ကြံစည်တဲ့အမှုနှုတ်နဲ့ပြောဆိုတဲ့အမှုကိုယ်ရင်းလေးအောင်လုပ်တဲ့အမှုတွေ အဲ့ဒီအမှုကိစ္စတွေပေါ်လာအောင်တောင်းအပ်ပြီးတဲ့စေတနာကိုကံလို့ခေါ်တယ်လို့ဆိုတာဒါဖြင့်မြတ်စွာဘုရားရဲ့ဒေသနာတော်မှာစေတနာတစ်မျိုးတည်းကိုသာကံလို့ခေါ်ရလားလို့ဆိုမဟုတ်ဘူးဟောအလုံးဘုရားဘာသာဝင်သူရောစင်နေသိတဲ့အတိုင်းကာယကံဝစီကံမနောကံလို့ရှိတယ်မေစေတနာကိုမနောကံလို့ခေါ်ရမဟုတ်ဘူးကာယကံမြောက်သွားအောင်တောင်းအပ်ပြီးတဲ့ တနည်းအားဖြင့်ရွယ်ချက်ရှိရှိလုပ်တဲ့ intention ပေါ့နော်တွန်းအပ်ပြီးတဲ့သဘောဒီမကောင်းတဲ့အဟုတ်ပြောမယ်ဆိုရင်သူများတက်ကိုတတ်တယ်သူများဥစ္စာခိုးတယ်သူတော်သားမယာစော်ကားတယ်ပြစ်မှားတယ်ကောင်းတဲ့ဘက်ကပြောရင် သူများတက်ကိုတတ်ခြင်းမှရှောင်ကျင်တယ်အကျဉ်းနာတရားထားတယ်သူများဥစ္စာမခိုးဘူးတတ်ရှင်းစွာနေထိုင်တယ်ကိုယ်တိတ်ခါကိုထိန်တယ် သူတော်သားမယာစိတ်နဲ့တော့မပြစ်မှားဘူးလို့ပြစ်မှားခြင်းမှရှောင်ကျင်နေဆိုကောင်းတာမကောင်းတာဒီနှစ်ခုရှိတာနော်နှစ်ခုရှိလားအဲ့ဒါလေးကြတော့စေရနာကိုသူများတဲ့တတ်တာဆိုတာလေစေရနာကြောင့်တတ်ဖြစ်သွားတာတွန်းအားဘယ်သူနဲ့တွဲလာတော့ဆိုဒေါသဆိုတဲ့အမုန်းတရားနဲ့တွဲလာတာဖြစ်တယ်ရှင်ဘုံရအဖြစ် တမယဥစ္စာခိုးတာကြတော့လောဘဆိုတဲ့ကိလေသာနဲ့တွဲလာတယ်သူတော်ဘာသမယပြမှားတယ်ဆိုတာကြလဲလောဘဆိုတာနဲ့တွဲလာတယ်တခါတည်းရန်ဒေါသဆိုတာနဲ့လည်းတွဲတယ်လက်စားချေတဲ့သဘောမျိုးလှုပ်ထားလည်းရှိတယ်နော်အဲ့ဒါကြောင့်မို့လို့လောဘဒေါသမောဟဆိုတဲ့ကိလေသာတွေနဲ့ပေါင်းစပ်ပြီးတော့စေရနာတွန်းအားကြောင့်ပြစ်မှုတစ်ခုကျွလွန်သွားတယ် အဲ့ဒါတွေကစေရနာလို့ခေါ်တယ်။တခါနှုတ်ကပြောတဲ့အခါမှာကောင်းမကောင်းနှစ်ခုရှိတယ်ထင်မယ်။မကောင်းတဲ့စေရနာကြတော့လောဘဒေါသမောဟတွေပေါင်းစပ်ထားတဲ့စိတ်စေရနာတွေနဲ့တစ်ဖက်သားကိုတီးတီးကြီးလိန်ပြောတယ်မမှန်မကန်ပြောတယ် တုံးတူမတက်အောင်ခုံချောတယ်ဆဲရည်တယ်အကျိုးမရှိတဲ့စကားတွေနဲ့အကျိုးမဲ့ဖြစ်စေတယ်ဆိုတဲ့ဒီတွန်းအားတွေဒီနှုတ်ကနေထွက်သွားအောင်လိန်လေတဲ့စကားတခွန်နှုတ်ကထွက်သွားအောင်တွန်းအားပေးတဲ့စေရနာတုံးတူမတက်အောင်ချွန်တွန်းလုပ်တဲ့စေရနာလူတယောက်ကို ဒီရှင်ကြီးတိမ်မွေးစွာမပြောဘဲနဲ့တစ်ဖက်သားဒေါသဖြစ်သွားတော့တဲ့စကားမျိုးဆေးတိုင်းထားတဲ့စကားမျိုးနဲ့ပြောတယ်အကျိုးမဲ့ကောင်းကျိုးချမ်းသာကိုမရစေနိုင်တဲ့လွယ်မာတဲ့အကြောင်းအရာတွေကိုပြောဆိုတယ်အလုတိနေကြတဲ့မူတဝါဒပိတုနာဝါစာဖရုဒဝါစာသမ္ပပလပါလို့ဆိုတယ် ီစကားတွေနှုတ်ကထွက်လာအောင်တွန်းအားပေးတဲ့စေတနာကိုကံလို့ခေါ်တယ်အကုအဲ့ဒါတွေကရှောင်မှုတွန်းအားပေးတဲ့စေတနာကြတော့ကုသကံလို့ခေါ်ပြန်တယ်ဟုတ်ပြီကာယကံနဲ့ဝစီကံဟာစေတနာကိုကောက်တာမှန်မနောကံကိုကြည့်လိုက်မနောကံကြတော့စေတနာမဟုတ်တော့ဘူးအဘိစာဆိုတာသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့တဲ့ စိတ်ကူးကြံစည်မှုအဘိစာအဘိဆိုတာရှေရှုစာဆိုတာစိတ်ကူးတာလောဘနဲ့သူပစ္စည်းကိုမှရချင်တယ်ကြံတွေးမှု စိတ်ထဲကကြံလိုက်တာနဲ့ပဲအဲ့ဒါကံမြောက်သွားတယ်နော်သူများပိုင်တဲ့ပစ္စည်းကိုမပစ္စည်းဖြစ်ရင် ကောင်းမှာပဲလို့သူများပစ္စည်းကိုမှလိုချင်တဲ့လောဘနဲ့တွေးလိုက်တာနဲ့တပြိုင်တည်းကံဖြစ်သွားတယ်စေရနာမဟုတ်ဘူး လောဘကိုကံလို့ခေါ်တယ်အဲ့ကြတော့မနောကမှာလောဘကိုကံလို့ခေါ်တယ်တခါပြာပါရဆိုတာဒေါသလူတယောက်ကိုယ်နဲ့မတည့်ဘူးကိုယ်ပေါ်မှာမကောင်းလုပ်တယ်လို့ယူဆတယ်သို့မဟုတ်ကိုယ်မကြိုက်တာတွေလုပ်တယ်ဆိုပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ပျက်စီးသွားရင်ကောင်းမှာပဲဒီကောင်းသေးသွားရင်ကောင်းမှာပဲဒီကောင်းဒုက္ခရောက်သွားရင်ကောင်းမှာပဲလို့တွေးလိုက်တာနဲ့တပြိုင်နဲ့အဲ့ဒီအတွေးပါဝင်တဲ့ ဒေါသဟာကံဖြစ်သွားတယ်သူကကံဖြစ်သွားတယ်ဆိုရဲရှင်တဲ့နှလုံးထဲမှာ accumulate ဖြစ်သွားကံဖြစ်တယ်ဆိုတဲ့သဘောတရားဟာတပင်ကအသီးသီးလိုက်တဲ့အခါမှာအထဲထဲမှာအပင်ပေါက်နိုင်တဲ့စွိုင်းတတိရသွားတဲ့သဘောပဲအစိတ်အကျိုးတစ်ခုထုတ်လုပ်ဖို့ရအတွက်တတိတစ်ခုပါသွားတာဟုတ်ဆုံး အဲ့ဒီဒေါသဟာတမ္မန်မိသားစုကိုတငယ်ချင်းပေါင်းတဲ့နဲ့တော့မိဘနဲ့သာသမီဆိုရလို့ဘုရားလှုပ်တဲ့အခါမှာမိဘကသာသမီကိုစိတ်ဆိုးတယ်မိဘကိုသာသမီကစိတ်ဆိုးတယ်ညီကောင်မောင်နှမစကားပြောမတတ်လို့စိတ်ဆိုးကြတယ်သို့သောဒီကောင်တည်သွားရင်ပျက်စီးသွားရင် ကောင်းမှာပဲဆိုတော့မပါဘူးကျိုးယိုးစိတ်ဆိုးတာကြတော့ဒေါသ အခုလိုပျက်စီးသွားဖို့ထီအောင်စဉ်းစားတဲ့ဟာကြတော့ဖြာပါရာလို့ခေါ်တယ်။အဲ့ဒါကံဖြစ်သွားတယ်လို့ဆိုလိုတယ်။နောက်တစ်ခါအလုံးကိုမထင်ရှားတဲ့ကံတစ်ခုကပါတော့ဆိုမိစ္ဆာဒိဋ္ဌိ။အဲ့ဒါတော့အလုံးကိုသိမ့်မွေးတယ်။လောကလူတွေကလွယ်လွယ်ပြောကြတယ်။တမလွန်လောကကိုမယုံဘူး၊နောက်ဘဝကိုမယုံဘူး။ အတိတ်ဘဝကိုလည်းလက်မခံဘူးအမေအဖေဆိုတာသူ့ဘာသူ့သူတို့ချင်းချင်းပေါင်းသဆက်ဆံကြတာဖြစ်တယ်။ဘာမှကျေစုတင်စရာမလိုဘူး။လူတွေအသေးသွားပြီးရင် နောက်ဘဝဆိုတာမရှိဘူး။နော်။နောက်ဘဝဆိုတာမရှိဘူး။ကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုတာလုပ်လဲဆိုကျိုးမဖြစ်ဘူးဆိုတဲ့။ဘာလုပ်လို့ကောင်းကျိုးချမ်းသာရနိုင်တာဆိုတာမရှိဘူး။ တဘဝတစ်ခါပဲသိတယ်ဆိုပြီးအဲ့ဒီအတွေးလေးဝင်လိုက်တာနဲ့အဲ့ဒီဘိသဒိဋ္ဌိဆိုတဲ့နတ္ထိကဒိဋ္ဌိဟာကံမြောက်သွားတယ်အဲ့ဒါအဲ့ဒီဒိဋ္ဌိကလည်းပဲကံမဲ့တာမနောကံလို့ခေါ်တယ်မြတ်စွာဘုရားကအပြစ်တွေထဲမှာဘိသဒိဋ္ဌိဟာအပြစ်ကြီးဆုံးလို့ပြောတယ်ကံဤအကျိုးကိုညှင်းပယ်တဲ့ဒိဋ္ဌိကိုနတ္ထိကဒိဋ္ဌိလို့ခေါ်တယ် ဒုစရိုက်ထဲမှာပါတဲ့ဒိဋ္ဌိကအဲ့ဒီဒိဋ္ဌိကိုပြောတာဟိုကမ္မထမ်းဆရာတွေဟောတဲ့တက္ကရာဒိဋ္ဌိနဲ့မဆိုင်ဘူးနော်တက္ကရာဒိဋ္ဌိနဲ့မဆိုင်ဘူးဒီဒိဋ္ဌိကမနောဒုစရိုက်ထဲမှာပါတဲ့ဒိဋ္ဌိသည်ကံရဲ့အကျိုးတရားကိုညှင်းပယ်တယ်ကံရဲ့အကျိုးတရားကိုညှင်းပယ်ခြင်းဟာကံကိုညှင်းပယ်ခြင်းပဲဖြစ်တယ်အဲ့တော့ ကံဤအကျိုးကိုညင်းပယ်လိုက်ခြင်းဖြင့်ကံကိုလည်းညင်းပယ်တယ်အကြောင်းတရားကိုလည်းညင်းပယ်တယ်ဆိုတဲ့အဓိပ္ပာယ်ရောက်လို့အဲ့ဒီမိစ္ဆာဒိဋ္ဌိဒီအမြင်လေးဟာကိုယ့်ကိုယ်တော်ဖီလိုဆိုဖီလို့ထင်ကောင်းထင်လိမ့်လွယ်လွယ်လေးနဲ့ကိုယ့်ရင်ထဲမှာလှမနေနဲ့ဘာအကျိုးမှမရဘူးကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုတာလုပ်လဲဆိုးကျိုးမရဘူးနောက်ဘဝဆိုတာမရှိပါဘူးတေပြီးပြန်ဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့ ဒီအတွေ့အမြင်လေးကိုလက်ခံလိုက်တာ ਨੇ မိစ္ဆာဒိဋ္ဌိဆိုရယ်간ဖြစ်သွားတယ်အဲ့ဒါမနောခံလို့ခေါ်တယ်နော်အဲ့တော့သဘောပေါက်ရမှာကတော့စေတနာဟံဘိခွေကမ္မဝရမိတို့မြတ်စွာဘုရားနိဗ္ဗိထိကတုတ်တံမှာဒီတနေ့ရဲပဲဟောတာစေတနာသည်간မှတ်နေအဲ့ဒီတွန်းအားတွေကြောင့်လုံးမိတယ်တွန်းအားတွေကြောင့်ပြောမိတယ်ဆိုတဲ့နေရာတွေမှာ စိတ်ကူးချမ်းစီမိတာကြတော့ခန္ဓာဒီသဘာဝတရားတွေအပိစာဆိုတာလောဘပြဘာရာဆိုတာဒေါသမိစ္ဆာဒိဋ္ဌိဆိုတာဒိဋ္ဌိအဲ့ဒီအကုသိုလ်စေတသိက်အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေသိလေအဘိဓမ္မာအကုသိုလ်စေတသိက်၃ခုအဲ့ဒါဟာကံပဲနော်ကံမြောက်သွားတယ်ထုတ်တွေ့တာမကောင်းတဲ့ကံဘက်ကမကောင်းတဲ့ဘက်က ဆိုတော့ကံပဲတစ်မျိုးရှိတုံးလို့ခုအကျင့်ပြောမယ်ဆိုရင် အကုသကံဟာစေရနာကိုလည်းအကုသကံလို့ခေါ်တယ်လောဘကိုလည်းအကုသကံလို့ခေါ်တယ်ဒေါသကိုလည်းအကုသကံလို့ခေါ်တယ်ဒိဋ္ဌိကိုလည်းအကုသကံလို့ခေါ်တယ်နော်ဟောဒါမကောင်းတဲ့ကံဘက်ကဒါရီရကောင်းတဲ့ကံဘက်ကကြည့်လိုက်လို့ရှင်တော့ရှောင်ကျင်မှုနဲ့သွားတယ်တမယသက်တချင်မှရှောင်တယ်ရှောင်မှုရအတွက်တွန်းအား motivation stimulation တွန်းအားအဲ့ဒီတွန်းအားနဲ့မဟုတ်တဲ့လူကရှောင်လိုက်တယ်မဟုတ်တဲ့စကားမပြောအောင်ထိမ့်သိမ့်လိုက်တယ်အဲ့ဒါစေတနာကုသိုလ်စေတနာလို့ခေါ်တယ်တခါသူတဲ့တိမ်မွေးတဲ့ကုသိုလ်စေတနာတွေကဘာတွေတုန်းဆိုအနာဘိဆာအလောဘအလောဘဆိုတာ generosity ဒီ ကိုကိုသာကိုသာသုံးမယ်ဆိုတော့သူများပစ္စည်းကိုလိုချင်တဲ့မတော်လောဘမရှိဘူးနော်ပြီးချင်းကန်းချင်းနဲ့စိတ်ပဲရှိတယ်သူများပစ္စည်းမတရားယူဖို့စိတ်ထဲမှာမရှိဘူးအလောဘအနာပိစာအပြပါရမေတ္တာအရောဒါဆိုမေတ္တာတရားရေချမ်းသာကြပါစေလို့မေတ္တာပို့တာကအပြပါရဆိုတဲ့စေရနာ မနောကံအပြပါရာဆိုတဲ့အတောတစေတသိက်ကိုပြောတာနော်အပြပါရာဆိုတာအတောတစေတသိက်အမုန်းကင်းစင်တဲ့မေတ္တာတရားမေတ္တာဆိုတာဒီအတောတကိုပဲပြောတာပဲအဲ့တော့မနောကံထဲမှာလူတယောက်ကိုတရားရီအလုံးချမ်းသာကြပါစေဒီလူအဆင်ပြေပါစေအာ လောကကြီးမှာတယောက်တယောက်ဒုက္ခပေးနေလို့ရှိရင်ဉာဏ်မဉာဏ်သာဒုက္ခမေးเสียဘယ်သူဘယ်သူမှဒုက္ခမပေးပါစေနဲ့ပြိတ်ထဲမှာပါသလိုတပိပတ္တရာဏိပတန္တုသရဝရီအလုံးဟာအကောင်းတဲ့ကြီးပဲကြုံတွေ့ကြပါစေမကင်စီပပမကမဘသူထံမှအစိုးတရားတွေမကောင်းကျိုးတွေမရောက်ပါစေနဲ့ဆိုအဲ့ဒါအတောတမေတ္တာအပြပါရတော့ခေါ်တယ်အဲ့ဒါလည်းကံဖြစ်သွားတယ် နော်ကံဖြစ်သွားနောက်တစ်ခါတမ္မဒိဋ္ဌိတမ္မဒိဋ္ဌိဆိုတာကြတော့ခုနလိုကာယီကျိုးကိုညင်းပယ်တာမဟုတ်ဘူးမကနဲ့အမြင်တစ်ခုယူစမ်းအေးကောင်းတာလုပ်ရင်ကောင်းကျိုးရတယ်လူချင်းတန်းချင်းရဲ့အကျိုးကျေးဇူးဆိုတာရှိတယ်အမေဖေးဆိုတာကျေးဇူးတင်လိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အမေဖေးကသာခွင့်မပြုဘူးဆိုရင် ။ဘာနဲ့တူတော့ဆိုလူစီလာဖို့ရမေဖေရအင်မီဂရေးရှင်းပဲလေ။သူဗီဇာထုတ်မပေးရင်လာလို့မရဘူး။ခုခေတ်ဆိုဗီဇာမပေးချင်လို့ကြိုတင်ဟန်တားတာတွေတောင်းရှိနေ။မတော်တဆလက်လွန်လို့ရောက်လာပြန်တော့လေအမိုက်ပုံနဲ့ထည့်ပြစ်တာ။ဣမတလောကတဓာတ်တိတာရောမိဘရဲ့ခြေဆူထဲမှာကျွေးတာဆောင်းလျှောက်တာထားလိုက်အောင်အဲ့ဒီခြေဆူကကိုပြန်ကျွေးလို့ရသေးတယ်။ပြန်ဆောင်းလျှောက်လို့ရတယ်။ ကိုယ်ကိုလူလောကကိုလာခွင့်ပေးလိုက်တဲ့ယေရှုကဘယ်လိုဆက်ဆက်လို့ရပါမလားကိုကနောက်မှလာတာလေအမေဖေကကိုယ်ကိုလာခွင့်မပြုဘူးဆိုရင်လူလောကရောက်ပါမလားမရောက်နိုင်ဘူးမိုးကြရွှေကိုဖြစ်မှသာရောက်ကောင်းရောက်မှာအမေဖေကအီမီဂရေးရှင်းပဲသူလက်ခံမှာဖြစ်တာအဲ့ဒီလက်ခံတဲ့ယေရှုကိုမြတ်စွာဘုရားကဣမတ်တလောကတထတိတာရောဆိုတယ် မိဘရဲ့ကျေးဇူးကိုသုံးခွန်းနဲ့မြတ်စွာဘုရားစုံအောင်ပြောလိုက်တယ်တခုကအပါဒကာကိုယ်ဝန်ကလေးကအမေကဆောင်းလျှောက်လာခဲ့ရတယ်မွေးလာတယ်လည်းဆောင်းလျှောက်တယ်ပေါ်တကာမွေးဖွားလာတဲ့နောက်မှာဆောင်းလျှောက်ရုံနဲ့မကဘူးကျွေးမွေးတယ်ဟောနှစ်ခုဆောင်းလျှောက်ခြင်းကျွေးမွေးခြင်းနောက်ဆုံးတစ်ခုကတော့ဘာလို့ဣမတ်တလောကတထတိတာတော့ ဒီလောကကြီးကိုပြတယ်ဆိုတာဒါဒီခြေဆုကတော့ဆက်လို့မကုန်တဲ့ခြေဆုပဲမိဘခြေဆုကောင်းမဆက်နိုင်ဘူးဆိုတာအဲ့ဒါကိုပြောတာဘာလို့လို့ဆိုရင်ကိုယ်နောက်မှရောက်တာဆိုတော့မိဘကိုကိုယ်ကလူလောကလာဖို့ဆိုတာဘယ်လိုလုပ်တုံးဆက်လဲသူကရင်ရောက်တာလေအေးဒါကြောင့်မို့ဒီမိဘရဲ့ခြေဆုရှိတယ်လို့လက်ခံခြင်းသိပင်နေသူကသမာဓိဋ္ဌိဖြစ်သွားတယ် အဲ့ဒါမနောကဖြစ်သွားတယ်တုံလောကဆိုတာရှိတယ်လူတွေဟာတည်သွားပြီးရင်နောက်ဘဝဆိုတာရောက်လာအောင်ပဲဆိုတဲ့ကံတရားရဲ့အကျိုးလက်ခံတာတွေမှန်သမျှသမဋ္ဌိဋ္ဌိလို့ခေါ်တယ်။အဲ့ဒါကြတော့ပညာလို့ခေါ်တယ်။မိစ္ဆာဒိဋ္ဌိကဒိဋ္ဌိစေရသိ။သမဋ္ဌိဋ္ဌိကြတော့ပညာ။ Right understanding မင်္ဂန်နဲ့ နားလည်မှုနော်မကန်တဲ့နားလည်မှုအဲ့တော့အဲ့ဒီဒီမှာကအလောဘရဲ့အရောဒဆိုရဲမေတ္တာရဲ့အမတ္တိဋ္ဌိဆိုရဲပညာရဲ့ဒီသုံးခုကကံပဲစေတနာတည်းမဟုတ်ဘူးနော်ကုသကံထဲမှာဒီသုံးခုပါလာအဲ့တော့ကံဆိုတာဟာဒီတရားတွေကိုပြောတာပဲ အလုပ်တစ်ခုဖြစ်အောင်တွန်းအားပေးတယ်တွန်းအားပေးလိုက်တာသူကအနာကြီးတွေစုသွားအောင်သူကစုဆောင်လိုက်တာဒါမို့အာယုဟနရတလို့ခေါ်တယ်သူတို့ကံတရားတွေဟာပေါင်းစုပေးလိုက်ခြင်းစုလိုက်တဲ့အခါမှာစွမ်းအားပြေးလာဒီကံတရားတွေကစုလိုက်သည့်အတွက်ကြောင့်ဆိုပါစို့တစ်ပင်တပင်ရဲ့အနှစ်ဟာဘယ်မှာသွားစုသလဲဆို နောက်ထပ်အပင်တပင်ကိုဖြစ်စေနိုင်တဲ့စွမ်းရည်တတ္တိဟာဘယ်မှာသွားစုတယ်ကနေခေတ်တော့ဂိုင်းကူတွေဂိုင်းကူဓာတ်တွေဘာတွေရှိတယ်ပေါ့နော်အဲ့ဒါထားတဘာဝအပြင်ဘယ်နေရာမှာသွားစုတယ်လဲလို့ဆိုလို့ရှိရင်မျိုးစေ့သွားစုအတိမှသွားစုအတိမှသွားစုအဲ့ဒီအတိတဲ့ကအစိတ်လေးထဲမှာသွားပြီးတော့နောက်ထပ်မပြီးမျိုးဖြစ်ဖို့အဲ့ဒါလိုပဲလူရဲ့စိတ်အစဉ်ထဲမှာ ဒီစေရနာတို့လောဘဒေါသမစ္ဒိဋ္ဌိအလောဘအရောဒသမပညာလို့ဆိုရက်ဒီတရားတွေပေါ်မှာအနှစ်တရားစုသွားလို့ဘဝတစ်ခုအကျိုးပေးမယ်ဆိုလို့ရှင်တရားတွေဟာအကျိုးပေးနိုင်လာတယ်အဲ့တော့ကံတရားဆိုဒီမှာကောင်းတဲ့ကုသိုလ်ကံရှိတယ်မကောင်းတဲ့အကုသိုလ်ကံရှိတယ်ကုသိုလ်ကံအကုသိုလ်ကံရှိမြတ်စွာဘုရားက ခွန်ကြီးတို့တွေနေ့စဉ်ဘာတွေလုပ်နေကြတော့ကိုယ့်ကိုစဉ်းစားကြည့်လိုက်နေ့စဉ်လုပ်နေတဲ့အလုပ်တွေကိုကြည့်လိုက်မယ်ဆိုရင်ဥဘောပုံဉ္စပပင်းစယံမစ္စောကုရုတေဣထာလူဘဝလူဖြစ်လာတဲ့အခါမှာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်နော်ကောင်းတဲ့လုပ်တယ်လည်းလုပ်တယ်မကောင်းတဲ့လုပ်အကောင်းကြီးလည်းပဲဖြစ်ဘူးမကောင်းတာကြီးလည်းပဲဖြစ်ဘူးအကောင်းလည်းလုပ်တယ်မကောင်းလည်းလုပ်တယ် အဲ့ဒီကောင်းမကောင်းဆိုတဲ့အရာတွေဟာကိုလိုလိုက်တဲ့အရာတွေဟာခုနရှေ့ကတွန်းအားတွေကိုရွှေပြီးတော့ကံလို့ခေါ်လိုက်တယ်အဲ့ဒီကံဒီတင်ညိတတတကံဟောတိတင်္ဆာအရာယခစတိကိုယ့်ရင်ထဲမှာဖြစ်ပြီးအတွက်ကြောင့်ကိုယ်သာလင်ကိုယ်နဲ့သာသက်ဆိုင်သွားတယ်ကိုယ်ထဲမှာသာဖြစ်လို့ကိုယ်ပဲသက်ဆိုင်သူများနဲ့မဆိုင်ဘူး ူများနဲ့မဆိုင်ရုံနဲ့မကဘူးဒီဘဝလှုပ်ထားတဲ့အရာတွေဟာခန္ဓာရှိနေသည်များကလပ်ပလုံးဒီကံတရားတွေကကိုယ်နဲ့အတူပါနေမှာပဲဖြစ်တယ်မကောင်းတဲ့ကံဆိုလို့ရှိရင်ဒုက္ခပေးဖို့ကောင်းတဲ့ကံကအကူအညီပေးဖို့ဆိုပြီးတော့လူတွေမှာကောင်းတဲ့ကံမကောင်းတဲ့ကံဒီနှစ်ခုနဲ့သွားနေမှာပဲအထုံးစံ မကောင်းတဲ့ကံကဒုက္ခပေးတယ်ကောင်းတဲ့ကုသိုလ်ကံတွေကြတော့ချမ်းသာဒုက္ခပေးတယ်တော့လောကလူတွေကကံဆိုတာအလုတ်ပါအလုတ်ကောင်းရင်ကံကောင်းပါတယ်နဲ့လွယ်လွယ်ပြောကြတယ်နော်လွယ်လွယ်ပြောကြတယ်သူတို့ပြောတဲ့ရည်ရွယ်ချက်ကတော့ခုနကတမန်အဲကြီးပေါ်တုတ်တဲ့အလုတ်တွေကိုပြောတာဖြစ်ကောင်းဖြစ်လိမ့်မယ်နော်တကယ်တော့လောကမှာဒီလူတွေမှာ နေစင်နဲ့မြတ်ကံတရားတွေကဖြစ်နေတာကိုသိသည်ဖြစ်စေမသိသည်ဖြစ်စေလူရင်ထဲနှလုံးထဲမှာဖြစ်နေဖြစ်နေတဲ့အရာဟာကိုယ်ရင်ထဲမှာကိန်းသွားပြီသူကရောက်ရှိနေ accumulation ဆိုစုမိစောင်းမိဖြစ်သွားစုမိစောင်းမိဖြစ်သွားအဲ့ဒါတွေကတင်ညတတတကံဟောတိကောင်းမကောင်းတွေဟာကိုကိုယ်ပိုင်ဥစ္စာကိုနဲ့သာသက်ဆိုင်တော့တယ် တဗ္ဗိတ္တတာကမ္မတကဆိုတာအဲ့ဒါပြောတာကံသာလင်ကိုယ်ပိုင်ဥစ္စာကိုလုပ်တာကိုနဲ့သာသက်ဆိုင် responsibility ကိုဆုလို့တယ်နော်ကိုယ့်ရင်ထဲမှာဖြစ်တာကိုနဲ့မဆိုင်လို့ဘယ်သူနဲ့သွားဆိုင်မှာတော့နော်ကိုယ့်ရင်ထဲမှာဖြစ်တာကိုယ့်ခန္ဓာကိုယ်မှာဖြစ်တဲ့ယောဂါကိုယ်ပဲခံရနော်ကိုယ်ပဲခံအဲ့ဒါလိုပဲဒီကိုစားလိုက်တဲ့အစာရဲ့အကောင်အဆိုးကလည်းပဲကိုယ်ပဲခံရတာ အဲ့ဒါလိုပဲကိုယ်ရင်ထဲမှာဖြစ်လိုက်တဲ့ကောင်းဆိုးကံဟာကိုယ်နဲ့သာသက်ဆိုင်တယ်အဲ့ဒါကိုကမ္မသက္ကတာကံနာလင်ကိုယ်ပိုင်ဥစ္စာရှိတယ်လို့ပြောတာအဲ့ဒါကိုပြောတာ responsible ဖြစ်တာပြောဟုတ်ပြီ responsible ဖြစ်သွားရင်ဒီဘွားတယ်လားလို့ဆိုမဟုတ်တင်စအာရာယခစ္စတိဒါကြီးကပါသွားမှာပဲဘယ်လိုလုပ်ပါတာတော့ကံတရားတွေကဘယ်မှာကိန်းနေတာလဲနှလုံးထဲမှာကိန်းသလား နှလုံးထဲမှာကိန်းရင်နှလုံးခုန်ရက်သွားလို့ရှိရင်နှလုံးဆိုတာတည်သွားရင်မီးရှို့တဲ့ထဲပါသွားမှာနောက်ဘဝဘလို့လွတ်လိုက်အဲ့လိုမဟုတ်ရင်အုံနောက်ထဲအုံနောက်ဆိုတာလည်းဂျမ်းဖြစ်သွားတာရှိသေးတယ်ဟုတ်အဲဆိုင်မဖြစ်ရင်ဒီဘဝတွေမေ့သွားပြီအဲ့တော့ကန္တရားပဲသွားနေမှာအုံနောက်မကောင်းတော့ဘူးတည်လို့ရှိရင်လည်းမီးရှို့ပြလိုက်တယ်ဒီအုံနောက်ကပါးရအကြောင်းရှိပြန်အဲ့တော့ကံဟာဘယ်မှာတည်ရှိဘယ်မှာ ဟိုရိမိန်ဖြစ်နေတယ်လေဘယ်မှာတည်ရှိတယ်လဲလို့ပြောမစစိတ်အစင်မှာရှိတယ်စိတ်အစင်ဆိုတာဘယ်တော့မှပြတ်တော့မသွားဘူးစိတ်အစင်ဟာတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုဆက်နေ mental process ဟာတန်တရာဟောကတန်တရာဘဝမှာစတဲ့အချိန်ကစပြီးနိဗ္ဗာန်ရသည့်အထိအောင် mental process ကပြတ်သွားတာနှစ်နေရာပဲရှိတယ်ဒါတောင်ခိတ္တပြတ်တာ ဘယ်နေရာတော့ဆိုလို့ရှင်ဆန်းစွမ်းအားနဲ့တမာရီစွမ်းအားနဲ့စိတ်ကိုယုံမုံပြီးတော့တရားအထုတ်လို့အောင်မြင်သွားလို့ရှင်အတဉ္ဇတ်ဘုံဆိုတဲ့စိတ်မဲ့တဲ့ဘဝမျိုးရောက်သွားတာခပါ900ဒါလည်းပဲ boss လုပ်တယ်လို့ပဲပြောရမယ်ခိတ္တ boss လုပ်လိုက်တာ stop လုပ်တာမဟုတ်ဘူး boss လုပ်လိုက်တာနော်ချိန်တိုင်းပြန်ပေါ်လာမှသူကအပြည့်သက်မဟုတ်ဘူးနောက်တစ်ခါ နိရောဓသမဘာဆိုတာကြာဦးရလိမ့်မယ်နိရောဓသမဘာဝင်စားလို့ရှင်စိတ်စေတသိက်စေတသာရောအလုံးချုပ်သွားတယ်တမာတိဆောင်အားနဲ့ဒါလဲပော့စ်လုပ်လိုက်တာပဲခိတ္တခဏအကြောင်းတရားတွေကိုဖယ်ရှားပြလိုက်သည့်အတွက်ကြောင့်စိတ်ဆိုတာလဲသူ့ဟာသူဖြစ်တာမဟုတ်ဘူးအကြောင်းတရားကိုမှီဖြစ်တယ်အဲ့ဒီအကြောင်းတရားတွေကိုခိတ္တပော့စ်လုပ်လိုက်လို့ရှင်စိတ်ဟာလဲရက်သွားတယ်အဲ့ဒီနှစ်နေရာလွှဲရင်မြင့်တဲ့ process ကပြောင်းမသွား ဒါဖြင့်ခုနလိုပော့စ်လုပ်လိုက်လို့ရှိရင်ကံတရားတွေရောပျောက်ကွယ်သွားလားဆိုမကွယ်ဘူးရှင်းနဲ့နောင်နဲ့ဟာအနန္တရပစ္စည်းရောပဲသူကနိရောဓသမဘာဝင်စားလို့ခုနှစ်ရကြာတယ်ဆိုတော့အနန္တရပစ္စည်းရောပဲသူကဒီကြားထဲမှာတခြားဟာမခြားခြင်းသည်ပင်နဲ့သူရဲ့ process ရှိနေတယ်ဆိုတော့ပြတယ်နော်ရလိုက်တဲ့အဆုံးနဲ့နောက်ထပ်ပြန်စားခြင်းအစတို့ချာမှာအကြောက်ွယ်မရှိဘူး အဲ့ဒါကိုပဋ္ဌာန်းပစ္စည်းထဲမှာအနန္တရပစ္စည်းရောလို့ပြောတာနော်တခါအတ္တဉာဏ်ဘုံရောက်သွားပြန်တော့လည်းပဲထို့တူပဲအနန္တရပစ္စည်းရောပဲစိတ်အစဉ်ညာသုတိစိတ်နဲ့ပရိသေရိစိတ်ပရိသေရိစိတ်ဟိုကရုပ်စင်သူတမာရီစွာကုန်လို့တင်ညာစတင်ဖြစ်ပေါ်လိုက်တဲ့အချိန်လေးမှာပြန်လီနိုးထလာပြန်တယ်ခိတ္တပော့စလို့ ဲ့တော့ mental process ဆိုရယ်စိတ်ဖြစ်စဉ်ကြီးဟာတန်တရာထဲမှာရပ်ဆိုင်သွားတယ်လို့မရှိဘူးအပြီးပိုင်ရပ်သွားတယ်လို့မရှိဘူးဒါကြောင့်မို့စိတ်တတန်တတိလို့ခေါ်တဲ့စိတ်ဖြစ်စဉ်ထဲမှာကံတရားဟာတတိအနေနဲ့ရှိနေတယ်လို့သူပြောတာနော်တတိအနေနဲ့အဲ့တော့အုံနောက်မှာဂိမ်းတာလည်းမဟုတ်ဘူးနှလုံးသားမှာဂိမ်းတာလည်းမဟုတ်ဘူးခန္ဓာကိုယ်တနေရာမှာဂိမ်းနေတာလည်းမဟုတ်ဘူးစိတ်အစင်မှာရှိတယ်လို့သူတို့ပဲမှတ်သားပါဖြစ်တယ် ဟုတ်ပြီကောင်းလဲကောင်းတာလို့လဲကံဖြစ်တယ်မကောင်းတာလို့လဲကံဖြစ်တယ်အဲ့ဒီခံတွေဟာလုံးတရာကိုယ်နဲ့သာသက်ဆိုင်တယ်ဒီကိုယ်နဲ့သက်ဆိုင်တဲ့ကံတရားတွေဟာဖြစ်လျက်ဘဝမှာကိုယ်နဲ့အတူပါနေတယ်ပါတယ်ဆိုတာဟာဒီပုံရိပ်တရံကြီးနဲ့ပါနေတာမဟုတ်ဘူးစွန့်ရည်တတ္တိအနေနဲ့ပါနေတာသူစွန့်ရည်တတ္တိအနေနဲ့ပါအကြောင်းအကျိုးညင်ညင်လို့ရှိရင်အကျိုးပေးမှသိချတယ်ပေါ့တို့ဆိုလိုတယ်ပေါ့ ဲ့တော့မြတ်စွာဘုရားကအေးကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်ကြတယ်လူလောကလူတွေဟာကောင်းဆိုးနှမျိုးလုပ်ကြလို့ဒါတွေဟာကိုယ်တည်းသာသက်ဆိုင်တယ်